ားလုံးပဲမင်္ဂလာပါရှင်။ဆ ਿਆ မကြီးခင်ဆွေဦးရေးသားထားတဲ့အင်ဂျင်ရကုံဆိုတဲ့ဝတ္ထုလေးကိုအပိုင်း၅အနေနဲ့ဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။အခန်းဆက်ခွန်အနှစ်20နီးပါးခန့်ကြာခဲ့ပြီဖြစ်သည်။မိသက်ဤနှလုံးသားဝယ်အတိတ်အရေးတို့သည်ရင်းရင်းမြမက ထင်ထင်ရှားရှားလာရောက်ထင်ဆဲပင်သည်။အင်ဂျင်ရကုံခြံထဲသို့လာရောက်ခိုးလုံလာခဲ့သည်မှာ10နှစ်မကပြီ။အင်ဂျင်ရကုံကိုကိုထိန်ဝင်းပင်အမည်မှဲ့ခေါ်ခဲ့ပေသည်။ အင်ဂျင်ရကုံအိမ်ပုံစံကိုသူကိုယ်တိုင်ပင်ရေးဆွဲခဲ့လေသည်အင်ဂျင်ရကုံအိမ်မှာဘန်ဂလိုပုံစံနှစ်ထပ်ပြင်အောင်အိမ်ဖြစ်လေသည်မှန်ပြတင်းများကအိမ်အလှကိုခန်းချစေသည်စီပီးစားတွင်အင်ဂျင်မြိုင်ပုံနှိပ်တိုက်ကိုတည်ထောင်ခဲ့လေသည် အင်ဂျင်မြိုင်တည်ထောင်ပြီးနှစ်နှစ်သုံးနှစ်အရတွင်အိမ်ကိုလဲဆောက်အာယုံသတင်းစာကိုလဲထုတ်ဝေခဲ့သည်ဤများရှင်းလျားခဲ့သော အိမ်နောင်တဲ့အတွင်တွင်ကိုထိန်ဝင်းကောင်းမိမိကောဘယ်တော့မှအနာမရခဲ့သော အနာရခဲ့သောအခါရဲ့လို့မရှိခဲ့ပေမိမိတို့လက်ထပ်ပြီးသည့်ချိန်တွင် အရှိအာရှသို့ဒုတိယကမ္ဘာစစ်မီးသည်ကူးစက်ခဲ့လေသည်ဂျပန်ခေတ်တစ်ခေတ်လုံးမြေအောက်ဖက်စစ်ဆန်းကျင်လုပ်ငန်းကိုလျှို့ဝှက်စွာကျင်းစီခဲ့လေသည်ဂျပန်ရန်မှကင်းလို့ရန် တောကြုံအောင်ကြပြေးလွှားနေခဲ့ရလေသည်ဒီတော့လေဝင်းကနှစ်ခါလေရွယ်သားအောင်ကျော်ဝင်းကိုဝင်ကြီးနှင့်မိသက်မှာဒုက္ခပေါင်းစုံကိုအကြိမ်ကြိမ်ခံခဲ့ရလေသည်။အောင်ကျော်ဝင်းမွေးပြီးတွင်မောင်နှမနှစ်ယောက်ကိုဖွာရည်ကြီးတို့ဖွာသည့်လက်ထဲကိုအပ်ခါ တနတ်ကိုစီဆွဲကိုင်းလျက်ဒေါ်လန်ရီတွင်ခြေစုံပြည့်ဝင်လာခဲ့ပြန်သည်ဒီတော့တောက်လျှောက်ဘွားခီးချမ်းကြီးကိုဖျက်ကျော်လာခဲ့လေသည်ဘွားဆိုသည်မှာပန်းတို့ဤပွင့်ဖက်ပမာနူးညံ့သည်မဟုတ် လာရောင်ရိတ်ကဲ့သို့အေးမြသည်လည်းမဟုတ်ညအခါလေပြေကဲ့သို့လည်းတိမ်မွေ့သည်မဟုတ်စမ်းရည်စည်းတမ်းကဲ့သို့လည်းတာယာသည်မဟုတ်ပေအခန်းဆက်ရှိဤပေါထောချံကိုဝယ်စဉ်ကလေးကပင်အင်ဂျင်ပင်ပြူများပါသည်ရဲ့လို့ကိုထိန်ဝင်းကဆွဲလန်းနှစ်သက်ချင်းဖြစ်ခဲ့လေသည် ကြည်စမ်းသက်ရင်အင်ဂျင်ရိတ်ကမตายရပါလားအင်ဂျင်မေဟာအင်မတီအင်မတန်မင်္ဂလာရှိပါတယ်သက်ရဲ့ကပိလဝင်းနဲ့ဒေဝတဟပြည်ရဲ့အားမှရှိတဲ့တာယာနုပြိုးကြီးညိုဖွယ်ကောင်းလာတဲ့လုံမနီအင်ဂျင်တော်ဟာပြည်သူနှစ်ပါးလုံးရဲ့ဆွေယူသုံးဆောင်ရလဲဖြစ်ခဲ့တယ်ဒီအင်ဂျင်တော်မှာမေတော်မာယာဟာပျော်ရွှင်ဝင်နာကစားမြူးတူးလိုတဲ့ဆန္ဒနဲ့ရွှေထန်းစဉ်ကသက်စင်းရင်းလောက သုံးပါးတို့ရဲ့ဘုရားသခင်ကိုဖွားမြင်တော်မူခဲ့တယ် ပြီးတော့တခါမြတ်စွာဘုရားဟာခီးသွားရင်ဝမ်းတော်ကလာတပင်ပန်းပန်းမောဟိုက်ဖြစ်ချိန်မှာပဲလန်ခီးကြအင်ဂျင်ဥယျင်ထဲဝင်ပြီးကွန်းထောက်နားခေရရှာတယ်ဒီချံကိုဒါကြောင့်မောင်ကအင်ဂျင်ရေကုန်လို့ပြီးမယ်လုံမဏီဥယျင်နဲ့တော့မနှိုင်းသင့်မနှိုင်းအပ်ပါဘူးသူ့ပေမဲ့လည်းဒီဒီအနုံညာတာအင်ဂျင်ရေကုန်ရိတ်ဟာအေးတယ်လှလဲလှပါတယ်မှုလဲမှုတယ်ဒီလိုအေးတဲ့လှတဲ့မှုတဲ့အင်ဂျင်ရေကုန်ရိတ်မှာ ။မောင်ရတရောချွေးသိမ့်လို့အပန်းဖြေချဖို့တင့်ပြီ။ဘယ်နဲ့လဲတဲ့။အမရရဒီခါဒီလီမယားနှစ်ယောက်ကြည်ကြည်သာသာအေးအေးဆေးဆေးစကားပြောရခြင်းဖြစ်ပေသည်ကိုထိန်ဝင်းသည် မော်ရီမိုင်းနာ ကားပြကလေးကိုမောင်းနှင်၍မိသက်အားဤချံသို့ခေါ်လာပြလေသည်ခါတိုင်းချိန်ဆိုလင်းလီမယားနှစ်ယောက်တံပတ်ပေးထားသောစိတ်ကိုများမပါမိုးလီမာမိုးချုပ်ပုံနှိပ်တိုက်ကိစ္စသတင်းစာမှန်မှန်ထွက်ဖို့ကိစ္စနှင့်လှုပ်ရှားလုပ်ကိုင်နေရသည်လီမယားနှစ်ယောက်ခေါင်းချအိတ်ချိန်မှာပဲနားရလေသည် အချိန်ဆိုဒီမှာအမြဲလိုပင်ကုံရွယ်ခဲ့သောတခါတည်းရန်နေမယားနှစ်ယောက်မျက်နှာချင်းဆိုင်ရသောအချိန်ပင်မရှိခဲ့ပေ။သူနှစ်ပင်ကိုထိန်ဝင်းသည်ကမ္ဘာငင်းကြိုင်အဖွဲ့တွင်ကိုလှဖေနှင့်အတူပါဝင်ဆောင်ရွက်လုပ်ကိုင်မိသောကြောင့်၎င်းတရင်းစာကောင်းကြီးရေးသားကြောင့်၎င်းဘုံဆိုပုံမှန်၅နှစ်အစွဲခံရကာထောင်ကြလေသည်။သူနှစ်သည်ကမိုးမောင်ကြသော နေ့တစ်နေ့ဟုဆိုရပေမည်။ပေါထုံအင်ဂျင်ရုံချန်ရှိသောဂျီကားတစည်းဆိုင်ကလာသည်။ ဂျီကားပေါ်မှာရဲဖွဲ့ဝင်များသည်ခုံစင်းကအိမ်ဘက်သို့ရှောက်လာကြပြီးအိမ်ကားဝါမှခေါင်းလောင်းကိုအသာနှိမ့်လိုက်သည်ဥထိန်ဝင်းရှိပါသလားခမရဲရရှိကယင်ကြီးသိမ်းမွေးစွာမေးလိုက်သည်ရှိပါလေရှင်မိသက်ကမျက်နာပြည့်လျက်အဖြေပေးလိုက်၏သူကိုခဏလောက်တွေးပြရစီဗျာကိုထိန်ဝင်းသည်စာကြည့်ခန်းထဲမှထွက်လာခဲ့လေသည်ရဲရရှိသည်သူ၏မှတ်ပုံတင်ကပ်ပြားကိုအိတ်ကတ်ထဲမှထုတ်ပြလျက်ဥထိန်ဝင်းကျွန်တော်တို့နဲ့ခဏလောက်လိုက်ခဲ့ပါဗျာထုံးစံအတိုင်းလာပြု့ ကိုထိန်ဝင်းကပြုံးလျက်မေးလိုက်လေသည်မိသက်သည်မိမိ၏လင်းဖြစ်သူ၏အပြုံးကိုငေးကကြည့်နေမိသည်ကိုထိန်ဝင်းသည်အခက်ခဲနှင့်ရင်ဆိုင်ရပြီဆိုလျှင်ဤသို့ပင်ပြုံးမြဲဖြစ်သည် လောကရန်ကိုကြံ့ကြံ့ခံကရင်ဆိုင်နိုင်သောအပြုံးပေသည်ဝမ်းနေပါလေဗျာကျွန်တော်ဘာမှမသိပါဘူးကျွန်တော်အထက်ရာရှိကလွှတ်လိုက်လို့ပါရဲရာရှိက မျက်နှာငယ်ငယ်နှင့်တောင်းပန်လိုက်လေသည်ကိစ္စမရှိပါဘူးဗျာ duty is duty ပေါ့ဒါထက်ခုဘဏ္ဍာရီလဲ6နာရီပါ ညသာထမင်းတော်မစားရသေးဘူးကိစ္စမရှိပါဘူးလေတဲ့ရီမောင်အဝင်စားတွေလွယ်အိတ်တစ်လုံးနဲ့ထည့်ခဲ့ပြီးတော့အိတ်ရလိုက်ပါပြင်လိုက်မိသက်ဒီမျက်ရည်လဲကငိုင်နေသည်တဲ့ရီသွားလေကွာအချိန်မရှိဘူးခမည်းများစောင့်နေရမယ်ကိစ္စမရှိပါဘူးဗျာရဲရရှိကဆူလိုက်နေသည်ကိုထိန်ဝင်းဒီရဲရရှိနဲ့အဖွဲ့ဝင်တို့ကိုအိမ်ထဲဝင်၍ထိုင်စေသည် secret များတဲခင်းရင်သူကိုယ်တိုင်က secret ကိုမီးညှိတောင်းနေသည် မိငုံငွေသည်တလူလူနှင့်အပေါ်သို့ပြန်တက်သွားလေသည်သမင်းစားခြင်းနဲ့စားလိုက်ပါဦးထိန်ဝင်အချိန်ရှိသေးလဲကျွန်တော်ကျွန်တော်စနေအဝင်စားပြင်ဝင်စားလိုက်ပါမယ်တစိတ်ကျေးဇူးပြုပြီးဟုတ်ကဲ့စောင့်ပါမယ်ခမကျေးဇူးတင်ပါတယ်မိတ်ဆွေကျွန်တော်တွေ့ဘူးသမျှရဲရရှိတွေထဲမှာမိတ်ဆွေဟာတော်တော်ယဉ်ကျေးပါတယ်ကိုထိန်ဝင်သည်မှတ်ချက်ချပြီးအိမ်ငန်းထဲသို့ဝင်သွားလေသည်ရဲရရှိသည်စိတ်မကောင်းဟန်မျက်နှာနှင့်ရှိသည်ကိုထိန်ဝင်သည်သမင်းမှဖြောင်းဖြောင်းစားနိုင်ပါလိမ့်စား မိသက်သည့်အရာလေးနှင့်လူအိတ်ကိုအပေါ်ထဲမှယူချလာသည်အထုပ်ပိုးများကိုအေကန်တွင်ခြားထား၍ဓမင်းစားကန်းသို့ ဝင်လာလေသည်ဓမင်းစားကန်းထဲတွင် ပကံများကိုဘဲဘက်လက်ပွားပေါ်တည်၍ဖြစ်ကတဲ့ဆံမတက်ရက်ခါစားနေသောကိုထိန်ဝင်းကိုမြင်ရသောအခါမိသက်သည်မစင်နိုင်သောမျက်ရည်များဝိုင်း၍ခေါင်းကိုခါရမ်းနေမိသည်ထမင်းဟင်းများကိုကြောင်ရင်ထဲမှသူ့ဘာသာသူထမင်းဘုံဟင်းဘုံစားနေသည်ဟင်းတွေပူရတာမသိဘူးစောစောကတော့တက်နှွေးထားတာပဲ။ မိသက်သည့်ကြောင်းကိုဖွင့်၍ဟင်းအိုးများကိုဆန်းရင်းဒိတ်တခိုးမျက်ရည်များကျနေသည်ပူပါတဲ့တက်ရဲ့စစ်သားတွေတောင်မနဲ့ဖြံမှုကြော်ထားတာလားမောင်းယူစားလိုက်တယ်အသေးနဲ့အမြင့်တော့သားနဲ့သမီးဘူးခြံထားတယ်စားပါမောင်ဝါအောင်စားလေမောင်ကလည်းစပွဲပေါ်ထိုင်စားတာမဟုတ်ဘူးမိုးရုံမတ်တက်ကြီးနဲ့မိသက်ဤတန်သည်တိတာတာတုံနေသည်ကြောင်းရင်နာမှမခွာပဲကြောင်းရင်ထဲမှပကံများကိုအတိတ်ပဲမရှိဟိုရွှေသည်ရွှေလုံနေသည်ကိစ္စမရှိပါဘူးမောင်ဝါပါပြီ။ စင်စစ်တော်ကားကိုထိန်ဝင်းသည်ထမင်းပကံပြားတဝက်ပင်ကုံအောင်မစားနိုင်ပေမိသက်သည်ရင်ထဲတွင်ကြက်လာသဖြင့်အသက်ခက်ပြင်းပြင်းရှူဆိုင်ခါမျက်ရည်များကို ကမန်းကန်းတုံနေသည်တဲ့ရီမောင်ကို fridge ထဲကရေးထည့်ပေးပါအောင်မိသက်ကရင်ခဲတစ်တာရေပလင်းထဲမှရေကိုထည့်ပြီးကိုထိန်ဝင်းမျက်နှာကိုမကြည့်ဘဲရေဖန်ခွက်ကိုကမ်းပေးလိုက်လေသည်လင်ဝင်းနဲ့အောင်ကျော်ဝင်းအပြင်ထွက်နေတာကောင်းကောင်းပဲကလေးတွေပဲကွယ်မတိလိုက်မတိပါသာနေပါစေဟင်တဲ့ တက်ငိုနေသလားမိသက်သည်ဒီတော့မှပင်စောစောကထိန်းထားခဲ့သောမျက်ရည်များဖြိုင်ဖြိုင်ကျလာလေသည်ကိုထိန်ဝင်းသည်မိသက်ခုံကိုကင်လျက်မငိုပါနဲ့တက်ရဲ့ငိုရာဟာအရှုံးပေးတာတရေပေါ်နေတာပါကွယ်တက်တဲ့သလုံးတက်တိရှိခဲ့တယ်မဟုတ်လားယင်တက်တိရှိတဲ့စားနဲ့ရှိပါတော့တက်ရဲ့တက်တိဆိုတာဗီဇာစိန်လည်းဖြစ်သလိုမွေးယူလို့လည်းရပါတယ်မောင်တော့အဲ့အမြဲတတိရှိနေတာပဲမြင်ကျင်နေမောင်မရှိရင်တက်မှာလှုပ်ဆရာလှုပ်တွေအများကြီးကြံရင်မယ် အလုတ်တွေစိတ်ချပါတက်ကြိုးစားပါမယ်မောင်ဆန္ဒကတော့အာယုံသတင်းစာကိုဘယ်တော့ဘယ်ခါဘယ်ခေခဲကြောင့်မှမရက်သွားစေခြင်းမူပြီးတော့တက်ကိုလည်းတက်သည့်ရှိစေခြင်းနဲ့ဖြည့်သိမ့်စေခြင်းနဲ့သားနဲ့သမီးကိုတော့ပြောစေခြင်းနဲ့မောင်တွေဘသူကိုမှလည်းစိတ်မချမ်းမသာမဖြစ်စေခြင်းမူနော်တက်ဟုတ်လားကိုထိန်ဝင်းဒီစဉ်စဉ်စားစားပြောကမေးတဲ့ဤနဖူးလေးကိုရုတ်တရက်နမ်းလိုက်ပြီးအိမ်ရှိသူပေါ်ပွားဖြက်လက်စွာပြင်းထွက်ခဲ့လေသည် ကိုင်းမိတ်ဆွေများခင်ဗျာကျွန်တော်အစင်းသေးဖြစ်ပါပြီကိုထိန်ဝင်းဒီအောင်မြင်ပြသသောတန်နှင့်ပြောလိုက်လေသည်မိသက်ဒီမျက်ရည်ပြည့်ရှံနေသောမျိုးလုံးများနှင့်ကိုထိန်ဝင်းနောက်ကျောဝင်ကြီးကကြံရင်နေသည်ကားစင်နှုတ်တန်ကြပြီးနောက်ဝူကနဲထွက်သွားသောကားတန်ကိုကြားရသည့်အထိမိသက်ဒီသမင်းစားကမ်းမှဇာခန်းစည်းစိမ်းပြပြကိုအသာဆုပ်ကိုင်းငိုင်းနေစေပင်သည်အခန်း၁၉၁၆ရက်9လ58ချစ်သမီးလက်ဝင်း ။သမီးတို့ကိုအောင်မေလုံးလို့ဖေဖေစာရေးလိုက်ရပြန်ပြီ။မိမိကိုတစောင်းတားအောင်ကျော်ဝင်းကိုတစောင်းစာရေးတိတ်ထဲပေါင်းထည့်ပေးလိုက်တယ်။လွန်ခဲ့တဲ့6လလောက်ကမိမိစီကို စာတစောင်ထည့်လိုက်သေးတယ်။သမီးတို့တိန်သားလုံးကျန်းကျန်းမာမာရှိပါမလားလို့ဖေဖေအမြဲပဲစိတ်ပူနေတယ်။အထူးသဖြင့်သမီးမိမိကျန်းမာရေးကအရေးကြီးဆုံးပဲ။မိမိကိုဂရုစိုက်ပါ။သမီးနဲ့သားဟာမိမိစကားကိုနားထောင်ပါ။မင်းတို့မိမိဟာပညာအရေးချင်းပြေးွားတဲ့မိန်းမမို့ ကလေးတွေကိုအယမ်းမဲ့ချုပ်ချယ်မဲ့မအေးမျိုးမဟုတ်ဘူးခုလိုချိန်မျိုးမှာမိမိဟာသမီးတို့သားတို့သမီးတို့သားတို့မိမိသမီးတို့သားတို့ဖေဖေလဲဖြစ်နေတယ်ကွနောက်ပြီးကလေးတို့ကိုပေါ့ပေါ့တန်းတန်းကြီးပြင်းရတဲ့လူငယ်လူရွယ်မဖြစ်စေချင်ဘူးကွဖေဖေကလူတော့ကျမ်းမာပါတယ်ကိုလေးချင်းကတော့မနေဘူးကြသွားတယ်ရောက်စားကပေါင်164ပေါင်ဟာခုတော့140ပေါင်ပဲရှိတော့တယ်6လအတွင်းပေါင်20ကျော်ကျသွားပြီး အစားစင်းရဲ့အနေစင်းရဲ့ဆိုတော့ဒါတော့ကြတာတော်လှပြီတချို့များပေါင်30 40ထိတောင်ကြကြတယ်မနေ့ကမှဆန်နဲ့ရေပြုတ်ထားတဲ့ဂန်ဒီခေါ်တဲ့ဆန်ပြုတ်တောက်ရတယ်ပြီးတော့လုံလီထမင်းမှဆက်ဆက်နဲ့အာပြဲကြောင့်ငမန်းကြောက်ကြောစားရတယ်တပတ်တစ်ခါငါးတစ်တာဟင်းတယောက်တလက်မစီလောက်တော့စားရတယ်ကျုံမို့လေပြင်းမုန်တိုင်းမကြခဏကြာလေးရှိတော့ဖီဖီတို့အိတ်ဆောင်တွေမိုးတွေပက်လိုက်တာမိုးရွာတဲ့ညဆိုရင် လုံးလုံးမအိပ်ရဘူးဒီတိုင်းငုံတုတ်ထိုင်နေရတယ် ေဖေဓာတွေရင်းနေတာတွေဟာတမီတို့စိတ်ညစ်ဖို့မဟုတ်ဘူးလူဆိုတာအခက်ခဲအကြက်တဲနဲ့ရင်ဆိုင်ရတဲ့အခါစောင့်တရားမရဖြစ်တတ်တယ်အဲ့ဒါကိုကြံ့ကြံ့ခံနိုင်ရမယ်လာစမ်းပါစေအစင်းရဲ့အပင်မန်းအကြမ်းတမ်းတွေအပြုံးမပြတ်ပါနဲ့အန်ကျိတ်ခံနိုင်စွမ်းရှိပါစေအားလုံးရွှင်လန်း၍တာယာချင်းပေါင်းနှင့်ပြည့်စုံပါစေတည်းတမီတို့ရဲ့ဖေဖေထိန်ဝင်းလေဝင်းဒီစာကိုအချိန်ချင်းခါခါနန်းရှုပ်ပြီးနောက်စပွဲပေါ်တွင်ထောင်ထားသော မိသားစုပုံမူကိုင်းကကြည်နေမိသည်အဖေနှင့်မိကကလထိုင်းပေါ်တွင်ထိုင်လျက်တားနှင့်သမီးကဘေးတစ်ဖက်စီရက်ခါပြုံးပြုံးရရနှင့်ရိုက်ထားသောပုံဖြစ်လေသည်လေဝင်းအိတ်ကန်းနောက်တွင်ရှိသောမှန်နေကုန်ရှိမှကဒီတချွန်ချွန်နှင့်ခေါင်းဖြီးနေသော အောင်ကျော်ဝင်းကမှန်ရှိကမခွာပေမောင်လေးအောင်ကျော်ဝင်းကလေအချုံမပြက်ပေဟဲ့မောင်လေးရဲ့ဘာလဲမမကလည်းဗျာတဲစိတ်ကူးပြက်တာပဲအော်ဒီတချွန်ချွန်နဲ့နေလို့ မောင်လေးဟာမတိကျတဲ့သားတယောက်လို့မမဝေဖန်ခြင်းနဲ့နေဝင်းကလူကြီးသူမဗမာဆူမြင်နေသည်သူဟံပန်လေးသမ်းမှာလူကြီးပင်သူတော်အောင်ကျော်ဝင်းသည်အမငယ်ဤနုနယ်သောမျက်နှာကိုစိုက်ကြည့်ကရင်နေသည်ဟုတ်ကဲ့အမင်းရှိပါခင်ဗျာမောင်လေးတော့နောက်တောက်တောက်နဲ့မမကအကောင်းပြောတာဖေဖေကုလို့ဒုက္ခရောက်နေချိန်မှာမောင်လေးဒီလိုပေါ်ပေါ်ဆဆသဘောမထားသင့်ဘူးအထူးသဖြင့်ဒီနေ့လို့ဖေဖေစာရတဲ့နေ့မှာနေဝင်းကတီတီကြီးကြီးပြောနေစေပင်သည် အောင်ကျော်ဝင်းဒီသူကောင်းကိုမျိုးမျိုးခွဲကပုံစံလုပ်ဖြီး၍ပြီးနိုင်ပြီအောင်ကျော်ဝင်းမှာမိသက်နှင့်သွားလူသည်အသားညူစိမ့်စိမ့်နှင့်မျက်လုံးရဖန်လှသည်ရေလိုက်နှင့်ပချိုင်ဒီကအစတူလေသည်အရက်ရှိရှိသွယ်သွယ်နှင့်နှွေနှောင်းသောကိုဟန်ရှိလေသည်အောင်ကျော်ဝင်းဒီလေဝင်းနှင့်တထင်းကြောကြောများသာကွာသဖြင့်15နှစ်ကြောကြောခန့်ရှိပေပြီမနှစ်ကနှင့်မတူတော့အတန်တွင်ပြောင်းခါနှုတ်ခမ်းမွေးရည်ရည်နှင့်ကြီးကောင်ဝင်လာပြီဆိုသည်ကိုကြီးညာသည့်အလား ူ၏အမူအရာများကအစဘူဘဝတာတာနိုင်လာလေတော့သည်ပြီးနောက်မှန်ရှိကမခွာနိုင်ပဲရှိနေသည်မှာလဲမြင့်မြင့်တက်သည်ဖြစ်သည်လေဝင်းသည်မိမိကိုယ်တိုင်လည်းများစွာလှကျပခြင်း၍မှန်ရှိကမခွာနိုင်ပဲရှိခဲ့သည်ကိုလည်းတွေးမိသည်သို့တော်လည်းမိမိသည် အောင်ကျော်ဝင်းထဲ၅နှစ်မကကြီးဟန်ရင့်ကျက်လီဟန်တင်စားမိလေသည်ဖိဖိစာရလည်းဘာဖြစ်လဲဗျာဖိဖိဘာမှဖြစ်တာမှမဟုတ်တာ အလကားမိမတွေဟာအားတိုင်းပူနေတာပဲ ဒီတစ်ခါအောင်ကျော်ဝင်းကလူကြီးဟန်နဲ့ပြောလိုက်သည်ပြီးနောက်သူသည်မိန်းမတွေမိန်းမတွေဟူသောစကားနှင့်မိန်းမများကိုမြေရှိရှိဝေဖန်တတ်သည် ပူတာမဟုတ်ဘူးဟဲ့ဖေဖေဘလောက်တနာစရာကောင်းတယ်လဲရဝင်းနဲ့ဒူးနဲ့ရေချားမေချားပင်လေတကြုံမှာတာတကွဲမရတကွဲဆွေမရှိမျိုးမရှိနဲ့ဖေဖေအကြောင်းစဉ်းစားရင် မမစိတ်မကောင်းဘူးသိရလားလေဝင်းဒီဂရင်ချင်းတွင်ထိုင်ကဂရင်တိုင်းကိုကောင်းနေမီရင်မျက်ရည်များရေဝိုင်းပြီးတလိမ့်လိမ့်ရှံရွေးကြလာလေသည် မမကလည်းဗျာအလကားမျက်ရည်ကျတယ်မိချောင်းရဲ့သေးကျနေတာပဲမမရဲ့မျက်ရည်ကဖိဖိကိုကဲမာမမဟုတ်ဘူးဗျမိမတွေဟာငိုဖို့ပဲတက်တယ်နင်းလို့ယောက်ျားလေးတွေဟာအသေးနှလုံးကိုမရှိဘူးတိတ်တကူကောင်းဆန်တယ်ငါဖြစ်ယောက်ျားဆိုလို့ဖိဖိကလွဲပြီးဘသူ့ကိုမှမနှစ်သက်ဘူးအထင်လည်းမကြီးဘူးယောက်ျားတွေကငါမုန်းတယ်ကျွန်တော်လည်းမိမတွေကိုမုန်းတယ်နင်ငါကိုကန့်လန့်မပြောနဲ့နော်ကန့်လန့်ပြောတာမဟုတ်ဘူးတဲ့တဲ့ပြောတာစကားပြောတာကကွာစား တို့အိမ်တခါလာတဲ့ဟိုလူကြနေတာပဲဘယ်လူလဲဟိုတို့သတင်းစာတိုက်အယ်ဒီတာပေါက်စားတာကိုညံဦးဆိုတဲ့လူဩကိုညံဦးလားနင်ကဒီလူကိုသိလို့လားသိသားပဲကျွန်တော်ကိုသိခင်တယ်ငါညီငါညီနဲ့သူ့ဆရာသားမိုးတဲ့အေးလေးသိပေးတယ်စကားပြောလဲသိကောင်းတယ်စကားပြောသိကောင်းတယ်ထက်ထရီမမကသူများကိုနှိမ့်နှိမ့်ချာချာနဲ့နှိမ့်ချတာမဟုတ်ဘူးဒီလူကပေါင်းနေဆက်ဆံရေးမှာ လူ့ဘွားစားပဲသူ့ကိုငါမုန်းတယ်ဟာဟာဟာဘာရတာလဲနင်သူကတော့မမဟာအတော်ချစ်ဖို့ကောင်းတဲ့မိန်းကလေးတဲ့ဟဲ့ဒါနင်ပြောစရာလားခွေယူကလေးရဲ့အော်ဟုတ်တယ်ဗျသူပြောတာကိုပြန်ပြောရတာမမဟာယူကလေးကချစ်စရာကောင်းသလောက်စိတ်ကလည်းထက်တယ်တဲ့ဗျစိတ်ကနူးလွန်းပြီးမိန်းမဆန္ဒကတော့ခက်တယ်တဲ့ဗျဒါပေမဲ့ဖေကူတော့ဘုရားတဆူလို့ကြီးညိုတယ်ဖေရဲ့တာဝန်ကိုလည်းသိတတ်တယ်ပြီးတော့ရုပ်ကလည်းကျမ်းမာရင်းနဲ့ညီညွတ်ပြီးတာကောင်းမိခင်ဖြစ်မဲ့ရုပ်ပါ သူပြောတာကိုကျွန်တော်ပြန်ပြောရတာနင်ဟာလေး YouTube ပေါ်တော့နဲ့ဘလူကောင်လေးလေကျွန်တော်ကရှက်လို့မျက်နှာငုံနေရတာအောင်ဒါရှက်စရာမဟုတ်ဘူးငါညီးတဲ့တို့မြန်မာတွေမှာအဲ့ဒါခက်နေတာတဲ့ပုံမှန်လေးလေးမပြောရဲမဆိုရဲနဲ့မျိုးသိပ်လေးလေးအုံကြွလေးလေးနဲ့တဲ့လူတွေဒုက္ခရောက်တာပေါ့ခုခေတ်မှာတော်သေးတာရှေးခေတ်ယောက်ျားမိန်းမဆက်ဆံရေးတွေမပြေမပြေခဲလို့တိတ်တိတ်ပုံးမဖြစ်တဲ့နာတွေဖြစ်တယ်တဲ့ဗျ တော်စမ်းပါဟဲ့ဒီလူပြောတာငါနားခါပါတယ်သူ့မှာနှမမရှိတာကြာနေတာပဲသူ့မှာနှမရှိရင်လည်းဘယ်တော့မှမချုပ်ချယ်ဘူးတဲ့ဗျလွတ်လွတ်လပ်လပ်သွားပါစေလာပါစေတဲ့နှုတ်ပေးတဲ့စီကံရှိရမယ်ကိုကိုကိုထိမ့်တတ်ရမယ်တဲ့မိမတန်မိုးကိုနားလည်ရမယ်တဲ့ဗျစုံလို့ပါပဲသူပြောတာဖုန်ကြီးယူနဲ့လှေလူနဲ့တွေ့နေတာပေါ့အယူအယူချင်းသွားစမ်းပါဟဲ့ငါမုန်းလိုက်တာမပြောအမှန်ပြောအမှန်မသိဘူးဘလို့လူလဲဒီလူဟာဒီကလည်းနားထောင်အမှန်အမှန်မသိဘူး ငါမိမိနဲ့တိုင်ပြောမယ်မမမိမိကိုတိုင်လဲအပူပဲမိမိကကိုညံဦးကိုအထင်လဲကြီးတယ်အားလဲကိုတယ်ဗျဘာပဲဖြစ်ဖြစ်ငါတိုင်မှာပဲငါကိုမတော်တရော်ပြောတယ်ငါမကြည်နပ်ဘူးဒါလေးပြောတာပဲ့ပါသွားတာကြာနေတာပဲအသားပဲ့တာထက်နာသေးတယ်ငါရှက်တယ်ဟဲ့သွားသွားစမ်းငါမျက်စိအောက်ကသွားစမ်းငါထချမိလိမ့်မယ်အောင်ကြုံဝင်းဒီတဲ့ဟဲရေမောရင်အခန်းထဲမှာထွက်ခွာသွားလေသည်သူများမှာအမထီးရင်နာတတ်လိုက်တာဒီကောင်လေးကြတော့ဒီလိုမဟုတ်ပါဘူးဘလို့ဟာလဲမသိဘူး လေဝင်းကမကြည်မချမ်းရေရွခါကြံ့ရင်လေသည်အချိန်ကနေ့လေတနာရီကျော်ကျော်နေမင်းအချိန်တက်ဆဲကြောင်းခွေစာဝါစုရောက်ပေမင်းလဲမိုးကမရွာလေကမတိုက်သောကြောင့်အိုက်ဆက်ဆက်ပူလောင်လောင်ရှိလာသည်ရန်ကုန်တက္ကသိုလ်အဓိပတိလမ်းမပေါ်တွင်ကျောင်းသားကျောင်းသူများဥတဟူဖြတ်တန်းသွားလာနေကြသည် လေဝင်းသည်စာအုပ်တစ်ပုဒ်တစ်ပိုက်ကြီးဖြင့်ကင်ကအဖို့တစုနှင့်ရှောက်လာရင်းလမ်းထိပ်သို့ရောက်သောလမ်းကိုဖြတ်ကူးလာခဲ့လေသည်လမ်းမီတစ်လျှောက်ရှောက်ခဲ့ပြီးနောက် ပထောင်လန်းသို့ရောက်သောချိုးဝင်လာခဲ့လေသည်ဘာရမဟုတ်တငယ်ချင်းတစုနှင့်ဆက်ဆက်ဆော့ဆော့ရှောက်လာခဲ့ကြခြင်းဖြစ်သည်ပထောင်လိတ်သားကတာယာလှသည်နိုင်မီတစ်ဖက်တစ်ချက်တွင်ပထောင်ပင်အိုတွင်ပင်ပြိုနှော၍ပေါက်ရောက်နေကြသည်ဂန်ကောပင်တို့ကဂျိုးချားပေါက်နေသည်တိအုံညိုညိုတို့သည်ရိတ်သားဆိုင်ဆိုင်အုံမိုင်းမိုင်းနှင့်စိန်များများအခက်လက်တို့ကအေးချမ်းလှပေသည် တောင်လန်းတော်တော်လေးရှောင်မီ၍ဆရာဖြစ်တဲ့ကိုလိန်နာနီလာလင်းခေပင်များကိုတွေ့ရလေသည်ချစ်စရာခေဖြူပွင့်ငယ်လေးများသည်မြေပေါ်တို့ရှောကနေရှောကနေအတာအယာမြေထဲတို့ကြွေကြလာလေသည်ကြွေလို့ကြွေမှန်းမသိအောင်လိတ်တခုကြကြလာတော့ခေပွင့်ငယ်များဤချစ်စရာအတွင်ကိုလေဝင်းတို့မိန်းကလေးတစုက အလင်မပေးပေဟဲခေပွင့်တွင် ကောက်ရအောင်လေဝင်းရေအေးဟေမိမိခြံထဲ၌ခေပင်ရှိသည်ကိုပင်မိန်းကလေးတဘာဝမှုလေဝင်းက လူလူချင်းချင်းထောက်ခံလိုက်နေသည်လယ်ဝင်းသည်တဖက်ခေပင်ရှိရာသို့စာအုပ်များကိုပိုက်လျက်ပြေးသွားတွင်ဘရောင်လန်းပေါ်၌တက်တက်လာနေသောတစုံတစ်ယောက်နှင့်တိုက်မိလေသည်အင်္ဂလဲမီအောင်ပဲနှစ်ယောက်သားတိုက်မိသောကြောင့်လယ်ဝင်းပိုက်သာသောစာအုပ်များသည်လမ်းပေါ်သို့ဖျူဖျဲလွင့်စင်ကြကုန်သည်လယ်ဝင်းသည်မိမိအပြင်းမှန်းသည့်တော်လဲစိတ်ဆက်သောမင်းကလေးတဘာဝကြောင့်၎င်းတိုင်းမိတော်သူမှာစံကျင်ပဲလိန်ပြေတော့ကြောင့်လောကောင်းဆက်ခနဲကြီးလိုက်မိလေသည်ဟင်ရှင် လယ်ဝင်းသည်ပို၍ဒေါသထွက်မိလေသည်လယ်ဝင်းမမျော်လင့်သောသူဖြစ်နေသည်ထိုသူကကိုညာဥပင်နီထူဆန်းအာဝခြင်းလည်းဖြစ်မိသည်ကိုညာဥကပိုတိုက်ပုံအင်ကြီးကြီးပြားအောင်ဗန်ကောက်လုံးကြီးဝစ်စင်ထားကတိတိလင်းလင်းပြောင်ပြောင်ရောင်ရောင်တွေ့ရသောကြောင့်ပင်သည်ထိုသူကလယ်ဝင်းအားစူးစူးတောက်ပြောင်သောမျက်လုံးများနှင့်စိုက်ကြည့်ပြီးဟောလယ်ဝင်းမလားခမားဘူးကြည့်မကြည့်နဲ့ဗျခမားကတိုက်တာနော်ကျမမမမြင်ပဲရှင့်ရှင်မြင်တဲ့သူကကြည့်ဆောင်ပေါ့ ကျွန်တော်လည်းခမ ्या ကိုမြင်ရအောင်မကြည့်အားပါဘူးကိုအတွင်းနဲ့ကိုလာလာကျမစာအုပ်တွေအကုန်ကြကုန်ပြီကိုညာဦးသည်သူ့ရှေ့တွင်ကြာနေသောစာအုပ်နှုတ်အုပ်သုံးကိုကမန်းကရန်ကောက်ခါလဲဝင်းလဲထဲသို့ဆောင်းထဲ၍ရော့ပြကျွန်တော်လည်းရေးတိကြီးသွားစရာရှိတယ်ကျန်တာခမ ्या ပါသားခမ ्या ကောက်တော့ခမ ्या မှာလက်ပါသားပဲဟုတ်တယ်ကျမမှာလက်ပါတာရှင်ပြောမှသိတယ်ရှင် ရှင်သိတော်တာပဲခမ ्या နဲ့ကျွန်တော်ရမ်းမဖြစ်အားဘူးခမ ्या အရင်တော့တယောက်တည်းဖြစ်နေရေပေါ့ကျွန်တော်သွားမယ် ထိုသူကပြောပြောဆိုဆိုလေဝင်းအားကြောခိုင်းကကြပြကြရာထွက်ခွာသွားလေသည်လေဝင်းသည်ဝင်းဝင်းတောက်သောမျက်လုံးများနှင့်ကိုညာဥကားငီးကြီးကချိန်ဆနေသည်လေဝင်းသည်ငယ်ချင်းမလေးများကတတော်တော်နှင့်ရေမောနေကြသည်ယူရုမရေကြနဲ့ကိုဒီလူကိုအိတ်မြင်မြင်ကတ်တယ်မုံလဲမုံနေသူဘသူလဲလေဝင်းသည်ငယ်ချင်းမများကဝိုင်းမင်းနေလေဝင်းသည်သူ၏လှပသောနှုတ်ခမ်းလေးကိုမဲ့၍၎င်းလူကြီးပါဖိဖိတင်းစာတိုက်ကဟိုခိုင်းတဲ့လူဟုဖြေလိုက်၏ ထိုခိုက်လမ်းဘေးတစ်ဖက်မှရှောက်လာသောလူတစ်ယောက်သည်လယ်ဝင်းထံမှကျနေသောစာအုပ်ချိုးနှင့်ကိုမဘူးမှထွက်ကြနေသော ဖောင်တိန်ခဲတံခဲပြက်ကြက်တံများပတ်စံအကြွေများကောက်ခါနေသားလက်ကျစီစဉ်၍လယ်ဝင်းလက်ထဲသို့ထည့်လိုက်လေသည်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်လယ်ဝင်းကထိုသူအကြီးကပြောလိုက်လေသည်လယ်ဝင်းနှင့်တက်တူရွယ်တူဖြစ်သောចောင်းသားပင်သည်သူသည်အသားလက်လက်ကိုဟန်ထွားထွားကြမ်းကြမ်းနှင့်တံပြန်သောရုပ်ရည်ရှိသည် သူ၏နှဖူးကကျယ်၍အနှဲငယ်မောက်သလိုရှိတော်လဲမခုတို့ကြနေသောဆန်စားတို့ကြောင့်ကြည်ပျော်သည်ကိစ္စမရှိပါဘူးဗျာမလဲဝင်းကကျွန်တော်ကိုမသိပေမဲ့ကျွန်တော်ကတော့မလဲဝင်းကိုသိပါတယ်ခင်ဗျာထိုသူကတက္ကသိုလ်ကျောင်းသားလို့ထုံးစံအတိုင်းရင်ကြီးတိမ်မွေးစွာနှုတ်ဆက်နေ၏ဩဟုတ်လားမနေ့ကရန်ကင်းမှာတက်ကြလုံးကအတူတူပဲမလဲဝင်းဟာဦးထိန်ဝင်းဒေါ်မီတက်တို့ရဲ့သမီးဆိုတာလည်းသိခဲ့ပါတယ်ဩကျွန်တော်ဖေဖေကလည်းမလဲဝင်းတို့ဖေဖေမိမိတို့နဲ့မိတ်ဆွေပါပဲ။ ဘသူပါလဲကျွန်တော်ဖေဖေကအခုကွက်လက်ဌာနညွှန်ကြားရေးဝန်ထမ်းညွှန်ကြားရေးဝန်ဥအောင်ပါပါစစ်မဖြစ်ခင်တုန်းကတက္ကသိုလ်ကျောင်းတွက်ပါ ကျွန်မဖေဖေနဲ့မိမိတို့ပြောဆိုင်ကြားဖို့ပါတယ်ကျွန်တော်အနမ်းမီမြို့ခိုင်အောင်ပါဟုတ်ကဲ့သိရတာဝမ်းသာပါတယ်လယ်ဝင်းဒီထိုသူအားအကဲခတ်သလိုကြီးလိုက်နေသည်မျိုးခိုင်အောင်ဒီရှက်ဖြူအင်ဂျီလက်ရှိမိကိုရောင်ပေါင်းမိရှိမိကိုရောင်ရှူဖနက်နှင့်သာနာစွာဝတ်ထားသည် ်သူ၏အတန်သည်နူးညံ့သည်သူ၏အပြုမူသည်တိမ်မွေ့သည်သူ၏အပြောဆိုသည်ယဉ်ကျေးသည်နောက်ကိုလမ်းမှာတွေ့ရင်တော့ခေါ်ဖို့မမေ့ပါနဲ့လို့တောင်းပန်ပါလေဟုတ်ကဲ့မမေ့ပါဘူးဒါထက်ကျွန်တော်တခုမေးပြရစီခင်ဗျာစိတ်မရှိပါနဲ့စောစောကဆရာနဲ့မလဲဝင်းတို့အစကတည်းကတိနေလို့လားရှင်းဆရာဘယ်ကဆရာလဲဘာဆရာလဲလဲဝင်းဒီမျိုးခိုင်အောင်မိဒီကိုမဖြစ်နိုင်သေးပဲသူကတားလင်းမိကူများကိုတည်တည်ကြံကြီးထုတ်လိုက်နေသည် ဟုတ်ကဲ့ကျွန်တော်တို့ session မှာ သူက အင်္ဂလိပ်စာနည်းပြဆရာပါပဲ။အော်မန်းနေဝင်မသိဘူးလား။သူလာလာတော့တိတ်မကြသေးပါဘူး။အင်္ဂလိပ်စာနည်းပြဆရာ ဟုတ်လား။လေဝင်းကမယုံတလို့မေးလိုက်ရင်က သူ့မိမိတခါကပြောဘူးသောစကားများကိုအမှတ်ရမိသည်။နွမ်းမဆိုမိဘလည်းမရှိဘူး။သူ့ပါကြီးကကြောင်းထားပေးတာတဲ့။ကိုရန်အောင်တော့သူဝမ်းသူကြောင်းပြီးဆယ်တန်းဖြီးရတာ။အင်္ဂလိပ်စာနဲ့ကနန်းတေချာဂုံလူရတယ်ဟူ၏။သူကအင်္ဂလိပ်ဘာသာမှာတော့တော်တော်ကျွမ်းကျင်တာပဲ။ ဘလို့မေးခွန်းမျိုးမစိုးဖြစ်နိုင်နဲ့ပြီးတော့တချို့ဆရာတွေကတက္ကသိုလ်ဆရာလေးဖြစ်ရတာနဲ့ကျွန်တော်တို့ចောင်းသားတွေကိုတပည့်တို့ဆရာကလေးဆရာကလေးနဲ့ဆရာတိတ်ခါတင်လိုက်ရတာအမောပဲတချို့ဆရာပေါ့ဗျာဟုတ်တယ်နော်ဝိုင်းင်းနဲ့ဆရာကြီးတွေကတော့တော်သေးတာပေါ့ဆရာပေါ့စာတွေပြောတော့ကြွားကြတာပေါ့ကျမတို့လည်းခလေးမှမဟုတ်တော့ပဲလူကြီးတို့ဆက်ဆံရင်ပိုးကြိုက်တာပေါ့နေဝင်းကကိုရင်နန်းသူဖြစ်လာတော့ဟန်ပန်လီတန်နှင့်ဝင်ပြောလိုက်နေသည် ဆရာဦးညံဦးကတော့ခမားနဲ့ကျွန်တော်နဲ့ပြောတယ်ဘလောက်ငယ်တဲ့ចောင်းသားဖြစ်ဖြစ်ခမားကျွန်တော်ပဲအရင်ဘက်ကကျွန်တော်တို့အတွက်ကတိကမရောက်လာသေးခင်ကသူက lecturing tutor အဖြစ်နဲ့စာသင်ရသေးတာကိုဗျဩလေဝင်းကများစွာအံ့ဩနေသည်ဒီလိုလူမှုဆက်ဆံရေးမပြေပြေသောသူသည်တက္ကသိုလ်ကျောင်းတော်ကြီး၌တပည့်များကိုခင်များကျွန်တော်စသည်ဖြင့်ဒီလိုတည်ပြောတတ်သောဆရာဖြစ်နေသည်တကားကျွန်တော်တို့မိသမျှကိုတော်တော်လေးစိတ်ရှည်လက်ရှည်ဖြည်တယ်ဗျစာသင်လည်းကောင်းတယ် ကျွန်တော်တို့ကသူ့ကိုကတိကထဲတောင်ကြိုက်သေးဗျာကတိကတင်နာကအိမ်ငိုက်တယ်သူတင်နာကို ကျွန်တော်တို့ဘယ်တော့မှမအိမ်ငိုက်ဘူးဗျကျမကတော့အံ့ဩနေတာပဲသူ့ဆက်ဆံရေးဟာတိတ်မပြေပြေဘူးလို့ထင်နေတာသူကစကားတော့ခက်ပြက်ပြက်ပဲပြောတတ်ပုံရတယ်တော်တော်လေးပွင့်လင်းတယ်တခါတလေဘလောက်များပွင့်လင်းတယ်ဆိုရင်သူ့စကားကြောင့်မင်းကလေးများဟာခေါင်းငုံနေရတော့တာပဲဟုတ်တယ်သူဟာစကားကို တော်တော်လေးလက်လွတ်စပယ်ပြောနိုင်တဲ့လူပဲလေဝင်းကသူ့လူရဆွဲ၍ဝေဖန်နေသည် နောက်တစ်ချက်ကတော့သူဟာမိန်းကလေးတွေတော့တိတ်အယောမဝင်ဘူးမိန်းမကိုတိတ်ဦးစားမပေးဘူးသူကမိန်းမကိုမုန်းနေလို့လားရှင်မသိဘူးဗျမိန်းမကတော့ခန့်နေနေမယ်အထင်သေးပုံရတယ်လယ်ဝင်းဒီမြေခုံးလေးတို့ကစဉ်းစားရင်မောင်ဖြစ်သူအောင်ကျော်ဝင်းပြောစကားများကိုအမှတ်ရမိလေသည်မမဟာယုတ်ကလေးချစ်စရာကောင်းသလောက်စိတ်ကလည်းထက်တယ်တဲ့ဗျစိတ်ကနူလွန်းပြီးမိန်းမဆန္ဒကတော့ခက်တယ်တဲ့ဗျဒါပေမဲ့ဖေကိုတော့ဖျားတဆူလို့ကြည်ညိုတယ်ဖေရဲ့တာဝန်ကိုလည်းတည်တတ်တယ် ပြီးတော့ယုတ်ကလည်းကျမ်းမာရေးနဲ့ညီညွတ်ပြီးသားကောင်းမိခင်ဖြစ်မဲ့ယုတ်ဒီကသူဤပုံဝင်လင်းလင်းစကားများသည်ထို့နောက်ထိုသူဤနှုံချသောယုတ်တွင်ကိုမြင်အောင်မိပြန်သည်ယခုတဖန်ယုတ်ပြောင်းယုံလဲတတ်သည့်ပမာသာနာတည့်ရစွာတော်ယုတ်ဤကိုတွေ့ရပြန်သည်သူကိုဘလိုလူစားဆိုသည်ကိုအကဲခတ်ရခက်လာလေသည်လဲဝင်းလက်ထဲမှကြာသွားသောစာအုပ်များကိုပင်အကုန်မကောက်ပေးရပဲနှုတ်တော်မျှသာကမန်းကန်းကောက်ပေးရင် ရော့ပြကျွန်တော်လည်းအေးတကြီးသွားเสียရှိတယ် ကျန်တာခမားပါသားခမားကောက်တော့ခမားမှာလက်ပါသားပဲဟူသောဘွားကြကြနိုင်သောစကားများဟုတ်တယ်ကျမမှာလက်ပါတာရှင်ပြောမှသိတယ်ရှင်ရှင်သိတော်တယ်ဟုလဲဝင်းကအငေါ်တူးတူးနဲ့ဆိုလိုက်လေလင်းခမားနဲ့ကျွန်တော်ရမ်းမဖြစ်အားဘူးခမားအရင်တော့တယောက်တည်းဖြစ်နေရဲ့ပေါ့ကျွန်တော်သွားမယ်ဟူ၍ပြောပြောဆိုဆိုကြပြကြရာထွက်ခွာသွားသောထူသူအားလဲဝင်းဒီပြန်လဲခြေပါခွင့်မရလိုက်ပေပြီးနောက်ယခုမျိုးခိုင်အောင်တို့နှင့်အင်္ဂလိပ်စာနည်းပြဆရာចောင်းသားများကိုအိမ်ငှက်အောင်တင်နိုင်တော့ဆရာ အသင်ကောင်းသောဆရာဖြစ်နေလဲကြော်ကြားနေသည်မြို့ခိုင်အောင်ကမူသူ့ဆရာကို နှင်းနှင်းကာကာကြီးချီးမွမ်းနေသည်လေဝင်းမိမိကလည်းချီးမွမ်းသည်မောင်လေးအောင်ကျော်ဝင်းကလည်းချီးမွမ်းသည်သို့တော်လေဝင်းဖို့ထိုသူကိုနှင်းမြူခြင်းလည်းမဖြစ်မီအထင်ကြီး၍လည်းမရနိုင်ပေမြို့ခိုင်အောင်သည်လေဝင်းအားငေးကားကြည့်နေမိသည်လေဝင်း၏ငိုင်းနိုင်နိုင်တွင်ကိုကချစ်เสียချစ်เสียပေတကားချောကလေးရောင် ပိုးသားအမအင်ကြီးလက်ပြတ်ကလေးကလေဝင်းဖြူဝင်းသောသားနှင့်လိုက်ဖက်စီသည်မြမာရဲ့ချီတဲ့လိန်မောဝါရောင်တွင်အညိုသစ်ခွပန်းများရေးချေထားသောလုံကြီးမှလည်းလေဝင်းနှင့်ဝင်းပါ၍သားနေတော်သည် အဖြူရောင်သေးကြိုးသေးသေးနှင့်ညှက်ဖနှံမှလည်းလေဝင်းခြေတော်ဖြူဖြူနှင့်အလှချင်းပြိုင်နေဟန်ရှိလေသည်လေဝင်းဝေးသည်။ခြေလေသည်။မွန်မှန်သည်။အလှတစားပလာအလုံးတို့သည် လေဝင်းနှင့်လိုက်ဖက်တည်ကြည်သာသည်လေဘင်းတွင်ကဆဲထားသောနန်းကြိုးသေးသေးနှင့် ရွှေကျိုးမှာပလဲလုံးငယ်သုံးလုံးတွဲလောကတိလေးနှင့်ယင်ကြီးသိမ်းမွေးစွာလှုံနေသည်ခေါင်းထဲမှာမဲမောင်သောဆံကေသာကိုမြမလိုလိုပြင်သည့်လိုလိုစုံခမ်းမြင့်ထုံးထားသည်မှာလဲသူ့ရွယ်နှင်းသူတော့ကြည်ကောင်းသားပင်သည်စုံထက်မှာတလဲလဲနှင့်တောက်ပါနေသောဂျပန်မိလုံးတရံစုံမှာလဲသူကောင်းလေးငဲလိုက်တိုင်းလှုံနီလုံးလဲတနွန်းနွန်းနှင့်လှုံရင်းနေသည်ဒါထက်ကိုမျိုးခိုင်အောင်ကိုကျေးဇူးတင်ပါတယ်ကျမစာအုပ်တွေဖြိုးဖျက်ကြနေတာကိုကောက်ပြီးတဲ့အတွက်ရဲ့ ီးတော့ကျမဖေဖေမိတ်ဆွေရဲ့သားဖြစ်တဲ့အတွက်ရဲ့တည်ရတာဝမ်းသာပါတယ်။ဟုတ်ကဲ့ကျွန်တော်လည်းဝမ်းသာလို့မဆုံးပါဘူး။တည်ကျင်တာကြပါပြီ။ကလေးဘွားကလေးကဆိုပါတော့ဖေဖေစီမှာခမားဖေဖေမိမိတို့နဲ့အတူတွဲရိုက်ထားတဲ့ဓာတ်ပုံကလည်းရှိတာကိုသူတို့မှလည်းမင်းရွယ်လောက်သမီးတယောက်ရှိတယ်လို့ဖေဖေကပြောခဲ့ဘူးတယ်။အိုးဟုတ်လား။ဟိုလုံးကအကြောင်းသားတစ်ပည့်အကြောင်းတွေပါတွေပြောပြရင်တိတ်ဆိတ်ဝင်စားဖို့ကောင်းတာပဲ။ပြီးတော့ဖေဖေကခမားမိမိရဲ့တတိဆွမ်းရည်တွေပြောပြတော့ အဲ့ဒီဒေါ်တော်ရဲ့သမီးကိုလည်းတိတ်တိတ်ကျင်လာတယ်။ဟုတ်ကဲ့ရှင်းရှင်းပြောရရင်မလဲဝင်းနောက်ကိုကျွန်တော်နောက်ရောက်ခန်းကမယောင်မလဲလိုက်ကြည့်ရင်ကအခုလိုအခွင့်အမျိုးနဲ့တွေ့တာပါပဲ။ကဲစကားတော့ကောင်းပါရဲ့ကျမကိုသွားခွင့်ပြုပါအောင်။ကျမမိတ်ဆွေတွေကျမကိုစောင့်နေပါတယ်။လေဝင်းကစကားကို ရုတ်တရက်ဖြတ်၍ပြန်လှည့်လာခဲ့လေသည်။ခေပွင့်ကောင်းရန်စောစောကစောခဲမိသောစေရယုံကလေးများသည်လည်းတမဟုတ်ချင်းပျောက်ွယ်ခဲ့လေသည်။ ကြည်နူးမှုလေးများကြက်ပြောင်းငှက်ပြောက်ပြောက်ကငါလေဝင်းကားအနှဲငယ်ဆိတ်ရှုပ်လျက်ကြံရည်သည်သို့သောမိတ်ဆွေတစ်တယောက်တို့သည်တွေ့တော့ဝမ်းသာမိသည်လေဝင်းသည်အိမ်ပြန်ပြီးညရောက်တော့သူ၏နေစဉ်မှတ်တမ်းစာအုပ်ထုတ်ခါဒီနေ့နေဆွေနှင့်မှတ်တမ်းတင်လေသည်ခုနှစ်ရက်58ကျက်သားပရင်းနေ့ဒီနေ့ဗရောင်လန်းသူအသွားခေဝင်းများကောက်ရန်တငယ်ချင်းများကိုပြောသည်ကြံကြံဖန်ဖန်ကိုကွားစာနှင့်တန်တန်မတ်မတ်တို့ယုံမကလူချင်းမှတိုက်မိကြသည် သူကအင်တာဗျူးမှာအင်္ဂလိပ်စာကျူတာတဲ့အံ့ဩဖို့တော့ကောင်းလာသည်ရန်ကုန်တက္ကသိုလ်နှင့်ဒီလိုလူမှာဖုန်ကြီးနှင့်ဘီလိုဝေးကွာတော့ကြောင်ဖြစ်ပါသည်ဘာပဲဖြစ်ဖြစ်ယင်းနေ့မိတ်ဆွေအစ်တူသည် သူဤနံမီမှာမြို့ခိုင်အောင်သူ့အဖေမှာဖေဖေမေမေတို့ဤမိတ်ဆွေဖြစ်ပါသည်ဦးအောင်ပညွန်ကြားရေးဝင်ဤသာထိုသူသည်အလွန်ရည်ကြီးသိမ်မွေ့သောတက္ကသိုလ်ကျောင်းသားလေးဖြစ်ပါသည်သူသည်ကိုညံဦးဆိုသောလူကလန်ကြီးနှင့်ဘာမှမဆိုင်သောလူတစ်ယောက်ဖြစ်ပါသည် သူသည်မိတ်ဆွေဖြစ်ပေါင်းသင်းထိုင်သောလူတယောက်ဖြစ်သည်ဟုထင်ပါသည်ဟုတ်ကဲ့ပါရှင်အပိုင်း၅ကိုဒီမှာပဲရန်နာလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်း၆မှာပြန်လည်ဆုံတွေ့ကြပါမယ်နော်နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်